အိန္ဒိယတူပိုရီးယားနဲ့ချားဆိုနီဘယ်ရာတို့ရဲ့ပွဲကျွသုံးသပ်ချက်ဗီဒီယိုဖြစ်ပါအားလုံးပဲမင်္ဂလာပါဖြစ်ပါရှယ်မင်းရဲ့မြန်မာနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါကျွန်တော်တို့အိန္ဒိယတူပိုရီးယားနဲ့ချားဆိုနီဘယ်ရာတို့ကတော့လာမယ့်တနင်္ဂနွေနေ့29ရက်နေ့မနက်မှာရှင်ပြန်ထိုးသတ်တော့မှာဖြစ်ပါဒီ29ရက်နေ့မနက်ပဲအချိန်နှင်းဆိုတော့ပုံမှန်အားဖြင့် main event နေကမနက်7:00နာရီပဝန်းကျင်ဆိုလို့ရှိရင်တော့လာလိမ့်ရှိပါသူတို့နှစ်ယောက်ရဲ့အချက်လက်တွေကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ reach ဘိုင်းမှာဆိုလို့ရှိရင်၅လက်မလောက်ထိကွာဟနေရတွေ့ရတယ်ပြီးတော့၆လောက်အရှိမှာဆိုလို့ရှိရင်ဒါ၄လက်မလောက်ထိကွာဟနေရအောင်တွေ့ရဒီအတွက်ကြောင့်မလို့ဒီကောင်ကစကားပြောမဲ့ factor လို့ကျွန်တော်အနေနဲ့မြင်အဲ့ဆိုလို့ရှိရင်ဘွဲကဘယ်လိုပုံစံမျိုးဖြစ်လာနိုင်ပုံမှန်နေနေပြောရမယ်ဆိုရင်ဒီဘွဲမှာက striking ဘိုင်းမှာကျွန်တော်အနေနဲ့ ဒီလက်သီးပိုင်းဆိုလို့ရှင်တော့အီလီယာတိုပိုရီယာကိုသဘောကျမိတာမှန်ပေမဲ့ねချားဆိုလီဘယ်ရာမှာလည်းအတိုင်းအတာတစ်ခုထိခိုင်တွယ်နိုင်တဲ့စွမ်းဆောင်ရည်လေးရရှိပါဒီပွဲကပရိသတ်တွေထင်တယ်လို့မျိုးလက်ရှိအီလီယာတိုပိုရီယာပြောထားတယ်လို့မျိုးပထမ2မိနစ်3မိနစ်မှာတင်ပွဲသိမ်းသွားမဲ့ပွဲလို့တော့ကျွန်တော်အနေနဲ့သိပြီးတော့မခံစားမိဘူးဒါကတော့ကျွန်တော်တယောက်တည်းရဲ့အမြင်ပွဲမှာဖြစ်လာနိုင်တဲ့အနေအထားတွေကဘယ်လိုဖြစ်မလဲဆိုရင်အီလီယာတိုပိုရီယာကကြတော့ striking mind ကိုမှ attacking mind သွားတယ်ဆိုပေမဲ့ သူ့အနေနဲ့ကအရန်ကြီးဝင်ပြီးဖိထိုးတက်တဲ့ကစားသမားမျိုးမဟုတ်ဘူးပြီးတော့ဒီပထမ5မိနစ်3မိနစ်မှာပွဲပြတ်ဖို့ဆိုလို့ရှင်ကြတော့ချားဆိုလီဗယ်ရာဘက်ကနေပြီးတော့ဒီတိုင်းကြီးဟိုဒေးအိန္ဒိယနိုပိုရီးယားစီကိုဝင်လာတော့မှပဲအိန္ဒိယတိုပိုရီးယားဘက်ကအခွင့်အရေးရမှာဒါပေမဲ့ချားဆိုလီဗယ်ရာကလည်းဒီလိုမျိုးပါဝါအရန်ပြင်းတဲ့ကစားသမားတစ်ယောက်ကိုမဆင်မကျင် ဝင်လာမှာမဟုတ်ဘူးလို့တော့ထင်တယ် သူမိုက်ကယ်ရှန်လာနဲ့နောက်ဆုံးပွဲမှာထိုးတက်ခဲ့တယ်လို့မျိုးဒီဖောင်ကစ်တွေတောင်းတာမျိုးပြီးလို့ရှင် obligate လို့ခေါ်တဲ့ဒူးဝင်နေတဲ့ကံကြက်တွေတောင်းတာမျိုးပြီးတော့ locate တွေတောင်းတာမျိုးလှုပ်လာနိုင်တယ်လို့တော့မြင်တယ်ပြီးလို့ရှင်တကယ်လို့နေနေပူသွားပြီဆိုလို့ရှိရင် clinch spine တွေဝင်ပြီးတော့ဒူတိုက်ချက်တွေထုံထုံးလာနိုင်ရှိပါဒီနေရာမှာကျွန်တော်အဓိကဟိုသတိထားမယ့်အရာတစ်ခုက Elia Topuria တွေးခဲ့ဘူးတဲ့ striker တွေရဲ့ကစားဟန်နဲ့ ချားဆိုလီဗေရာရဲ့ကစားဟန်ကမတူပါဘူး။ပြောရမယ့်အိန္ဒိယတူပိုရီးယားကရှေ့မှာကစားခဲ့တဲ့ဒါအလက်ဇန္ဒားဗိုကင်နော့စကီတို့မတ်ဟော်လိုဝေးတို့ရဲ့ပွဲတွေမှာဆိုလို့ရှိရင်တစ်ဖက်ကဖိုက်တာတွေအကုန်လုံးကလိုင်းနံတစ်ခုထိအကွာဝေးတစ်ခုကနေပဲအိန္ဒိယတူပိုရီးယားကိုတိုးကြတယ်။ကလင်းရှေပါရီဆွဲတာမျိုးလည်းတက်နိုင်စရာတော်တော်လေးမလုပ်ကြဘူး။ဒါပေမဲ့ချားဆိုလီဗေရာကကြတော့ဒီခြေခံချက်တွေမှာဆိုလို့ရှိရင်လည်းရှေ့မှာတွေးခဲ့ဦးတဲ့ ကစားသမားတွေထဲနည်းနည်းလေးပိုခေါင်းတာကိုတွေ့ရတယ်ပြီးတော့ဒီ clinch ဘိုင်းမှာဆိုရင်သူရဲ့အားသာချက်များပါဒါ diamond လိုမျိုးကစားသမားတွေတော့မှ clinch မရရအောင်လို့ဆွဲပြီးတော့ဒီသက်လုံနေကြအောင်ချုပ်တူးတွေတိုက်တာမျိုးတွေလည်းတွေ့ခဲ့ရပါဂျီထွက်ကြောင့်မလို့ပွဲက9မိနစ်3မိနစ်တွင်တော့ပြီးသွားနိုင်တယ်လို့တော့မမြင်ဘူးပြီးတော့ Elia Topuria အနေနဲ့ပြောသလောက်ကြီး Charles Oliveira ကိုကတ်ပြီးဝင်သားဖို့ဆိုတာကမလွယ်ဘူးပေါ့နော် Charles Oliveira ရဲ့ခြေခံချက်တွေကအတိုင်းအတာတစ်ခုထိအလုတ်ဖြစ်ပါလိမ့်မယ် ဒီလိုပြောလို့အီလီယက်တိုပိုရီယာအနေနဲ့မနိုင်တော့ဘူးလားဆိုတော့မဟုတ်ပါပထမ9မိနစ်3မိနစ်အတွင်းအပြေရှာပြီးအလဲထိုးဖို့တော့အရန်ကြီးမလွယ်တော့ဘူးလို့တော့မြင်တယ်။ဘာဖြစ်လဲဆိုတော့ဒါအလက်ဇန်နာဖိုကနော့စကီနဲ့ပွဲပြီးလို့ရှိရင်မဆော်လိုဝင်းနဲ့ပွဲဒီမှာဆိုလို့ရှိရင်အီလီယက်တိုပိုရီယာကသူ့ရဲ့အကျင့်ကပတ်တန်နေမှတ်တဲ့အကျင့်ပြိုင်မက်ကသူနဲ့ကစားလို့ရှိရင်အနောက်ကိုဘလို့ဆုတ်သွားလဲဘလို့အငယ်ကိုဆုတ်သွားလဲအဲ့ဒါကိုဖမ်းပြီးတော့မှသူကလိုက်ထိုးတော့ပြောရမလားဒီအလက်ဇန်နာဖိုကနော့စီနဲ့ပွဲမှာဆိုလို့ရှိရင် ဒီသူနောက်ဆုတ်သွားတဲ့အနေအထားကိုချိန်သားကတောက်လျှောက်ဖိအားလိုက်ပေးပြီးတော့မှဒီမမြင်နိုင်တဲ့အင်ငယ်တစ်ခုကနေညာညာ overhand ထိုးချလိုက်တဲ့အချိန်မှာပွဲပြတ်သွားပါတော့မတ်ဆော်လိုဝင်းရဲ့ပွဲမှာဆိုရင်လည်းသူပို့ပြီးတော့အချိန်နဲ့နဲ့ယူလိုက်ရတယ်ပေါ့နော်အဖြေထုတ်ဒီအတွက်ကြောင့်မလို့ချားဆူလီဗေရာကိုလည်းတန်းပြီးတော့ ပထမ2မိနစ်3မိနစ်အတွင်းမှာအဖြေထုံနိုင်လိမ့်မယ်လို့တော့မထင်ဘူးတကယ်လို့အဲ့လိုထုံနိုင်ခဲ့တယ်ဆိုရင်တော့မှပဲအဲ့ဒါကအိလီယာတိုပိုရီယာအရန်ကြီးကောင်းလို့ထဲချားဆိုလီဗေရောကမစင်မကျင်စုတ်ဝင်လို့ပဲဖြစ်ပါလေချားဆိုလီဗေရောကအဲ့လိုမျိုးစုတ်ဝင်မှုမရွေးချယ်ဘူးဆိုလို့ရှိရင်ဒီပွဲကအနည်းဆုံးနှစ်ချီသုံးချီလောက်ထိတော့တွားလိမ့်မယ်ပြီးတော့ကျွန်တော်ကဒီပွဲမှာဆိုရင်ချားဆိုလီဗေရောဘက်ကတိတ်တောင်းဆွဲတာမျိုးတွေလည်းနည်းနည်းတော့မျောလင့်ထားပါသူနောက်ဆုံးပွဲမှာဆိုလို့ရှိရင်တိတ်တောင်းနေတော်တော်များများတုံးခဲ့တာကိုတွေ့ရတယ် တိတ်ထောင်းသုံးပြီးပြီဆိုလို့ရှင်ねသူကနဗန်းသမိုင်းနဲ့မတူအားပါလဲဆိုတော့သူက gas out ဖြစ်အောင်လုပ်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်နဗန်းသမိုင်းကြတော့အဲထူထောင်းနေပြီးလို့ရှင်ပြန်ဆွဲလဲအဲ့လိုပုံစံမျိုးနဲ့ပြိုင်မဲ့ကစားသမားတွေကိုတက်လုံကြတော့အောင်လုပ်တာချားဆိုလီဗယ်ကကြတော့အဲ့လိုပုံစံမျိုးမဟုတ်ဘူးဆွဲလှဲပြီးပြီဆိုတာနဲ့သူတို့ဒီမောင်းပိုစီရှင်ကိုရအောင်နည်းနည်းလေးတွားတာများတယ်ပြီးလို့ရှင်တောက်လျှောက်ပူးပြီးတော့ဖိထားတဲ့ပုံစံမျိုးပါ ground map ကိုရောက်သွားတယ်ဆိုတော့ကျွန်တော်အနေနဲ့တော့ Alien Dupuria ကဘလောက်ထိ ground game မှာကျင်လည်ခဲ့တယ်ပဲပြောပြော Charles Oliveira ကလူကောင်ရရောဒီခွန်အားရအောင်နည်းနည်းတာမယ်လို့တော့မြင်တယ်ပေါ့နော်ဒီအတွက်ကြောင့်မလို့ဒီ Charles Oliveira အနေနဲ့မြေပြင်ဆွဲလှည့်ပြီးတော့ Alien Dupuria ရဲ့လက်သီးပါဝါကိုကြောက်အောင်လုပ်နိုင်မလားဆိုတာကလည်းအရေးကြီးတဲ့အချက်တစ်ချက်ဖြစ်လာပါလိမ့်မယ် ဒါပေမဲ့တစ်ချိန်မဟုတ်တစ်ချိန်တော့အီလီယာတိုပိုရီယာကချားဆိုနီဗယ်ရာရဲ့ဂျောဘော်ကိုပြင်းထန်တဲ့နေတိချက်ကတော့မဖြစ်မနေထိမှာပဲ။ဘာလို့လဲဆိုတော့အဲဒီချားဆိုလီဗယ်ရာရဲ့ဒီဖန်အရင်ကောင်းတာမျိုးမဟုတ်ဘူး။အီလီယာတိုပိုရီယာကလည်းဒါမတ်ဟောလိုဝေးလိုမျိုးကစားသမားတို့တောင်မှကောင်းကောင်းအပြေထုံနိုင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတစ်ချိန်မဟုတ်တစ်ချိန်တော့ထိမှာပဲ။အဲ့လိုထိတဲ့ချိန်ညာရင်တခါလေပွဲပြတ်သွားအောင်ပဲလုပ်နိုင်မလား။ဒါမှမဟုတ်ဒီ ground game မှာပဲ Olivera ကပြန်ပြီးတော့ထိထိသိမ့်သိမ့်နဲ့လုံနိုင်မလားဆိုတာတွေကတော့စိတ်ဝင်စားစရာ ပြီးတော့၅ကြိမ်ပွဲထိသွားတယ်ဆိုလို့ရှိရင်သူတို့နှစ်ယောက်ရဲ့လူကောင်ကွာခြားချက်ကလည်းဖြစ်ဖြစ်ချင်းစကားပြောလာပါလိမ့်ပထမ၂ကြိမ်၃ကြိမ်လောက်ထိကတော့အင်လီယာတိုပိုရီယာအတွက်ပြဿနာတော့မရှိနိုင်ဘူးအဲ့ပြန်လာမရှိနိုင်အောင်ဆိုတဲ့နေရာမှာလေဟို ground game မှာဘယ်လောက်ထိလုံးထားရလဲပြီးလို့ရှိရင်ဘယ်လောက်ထိ clinch game နေမှာဒူးတွေတိုက်ခတ်ထားရလဲဆိုတဲ့ဟာတွေကလေစကားတော့ပြောနိုင်နေပါဘောနော်ဒါပေမဲ့အိန္ဒိယတို့ဘိုရီးယားကပညာကောင်းတဲ့ကစားသမားမဟုတ်လို့အရန်ကြီးတစ်ဖက်သက်ကြီးဟို ground game မှာဆိုရင်လည်းခံရမယ်လို့တော့ကျွန်တော်စိတ်ထဲမမြင်ဘူး ခြုံပြီးတော့ပြန်ပြောရမယ်ဆိုလို့ရှိရင်တကယ်တမ်းကအားသာတဲ့နေရာတွေကအိန္ဒိယတူပိုရီးယားမှာများတာမဟုတ်ဘူးချားဆိုနီဖယ်ရာမှာများတာဒါပေမဲ့ professional fighter တွေအကုန်လုံးကြီးပါအထူးသဖြင့်ဒါ George Masvidal တဲ့ဆိုလို့ရှိရင်သူစပြီးတော့ UFC မှာထိုးတက်ကလေးကဒီအိန္ဒိယတူပိုရီးယားနဲ့တိကျတာဖြစ်ပြီးတော့သူ့ရဲ့လက်သေးချက်တွေကအရန်ကိုထူးခြားတဲ့ကစားသမားတယောက်ဆိုပြီးတော့အခိုင်အမာကိုဆိုတော့ကြတကယ်လည်းသူ့ရဲ့နေရာယူပုံ ဝင်းမုံထွက်ပုံနေပြီးလို့ရှိရင်ဒါ ground wave မှာဆိုရင် defend လုံးနိုင်တဲ့ဆွမ်းဆောင်ရည်ရမြင်ပါချားဆူလီဘယ်ရာလည်းတော်တော်လေးကောင်းတဲ့ကစားသမားတွေမှာပါတယ်ဒါပေမဲ့တော်တော်များများကချားဆူလီဘယ်ရာကိုအရန်ကြီး short တွက်နေကြရပါတော့ကျွန်တော်အနေနဲ့မင်းတယောက်ကျွေးဆိုရင်တော့ကျွန်တော်လည်းအိန္ဒိယတို့ပိုရီးယားကိုပိုချိုက်တယ် confidence level ရအောင် striking mind ရအောင်တော်တော်လေးသဘောကျတယ်တိတ်တောင်း defend နေလည်းကောင်းတယ်ပေါ့နော်ဒါပေမဲ့ပွဲခါ ကျွန်တော်တို့ပြည်သက်တော်တော်များများထင်ထားသလောက်အရန်ကြီးမြင်းမြန်းဆန်းဆန်းနဲ့အိန္ဒိယတို့ပူရီးယားဘက်ကတစ်ဖက်သက်ကြီးပြီးသွားလိမ့်မယ်လို့တော့မထင်ဘူးသူတို့ရဲ့နှစ်ယောက်ကြားထဲမှာဆိုလို့ရှိရင်ပွဲတွင်းဝိတ်က10ပေါင်15ပေါင်လောက်ထိကွာနေလိမ့်မယ်အရက်က3လမ်းမှ4လမ်းမှလောက်ထိအောင်ကွာပြီးတော့ reach က9လမ်းမှပတ်ဝန်းကျင်ထိကွာနေပါဒီအတွက်ကြောင့်မလို့ဒီကောင်းကြီးကစကားပြောလိမ့်မယ်ပြီးတော့လူကောင်းချင်းကလည်းမြေပြင်မှာလုံလို့ရှိရင်ကွာနေမှာဖြစ်နေတော့ကြောင့်မလို့ပထမ2မိနစ်3မိနစ်နဲ့ကတော့ချားဆုံလီဘယ်ရာအမှားကြီးကြီးမားမားမလုပ်ဘူးဆိုလို့ရှိရင် ပွဲတော့ပြတ်မယ်လို့မထင်ဘူးဘောနော်ကျွန်တော်ကတော့ခံမှန်းသားတာကအီလီယန်ဒိုပိုရီယာနိုင်နေဆိုရင်တော့မှပဲနှစ်ချီဒါမှမဟုတ်သုံးချီမြောက်လောက်မှာအလဲထိုးနဲ့ပဲနိုင်သွားဖို့များတယ်လို့တော့ကျွန်တော်စိတ်နဲ့ထင်တယ်။အဲဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားတဲ့အကြောင်းအရာကဒါအီလီယန်ဒိုပိုရီယာနဲ့ချားဆူနီဗေရာတို့ရဲ့ပွဲသုံးသက်ချက်နဲ့ပတ်သက်ပြီးအဓိကပြပြပေးသွားတာဖြစ်ပါတယ်။ကျွန်တော်ကတော့ channel MSN ရဲ့ Telegram ကနေပြီးတော့ live ကြည့်လေးရှိပါတယ်။ ဲဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားတဲ့အကြောင်းအရာကိုအားလုံးပဲသဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်ပဲကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်တာပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်